အင်းရှင်အခွင့်အရေးကောင်းကောင်းယူတတ်တဲ့လိုင်လီသားတွေစူပါစေဗော်ဒဘူးညချန်ပီယံလိ16တင်းအဆင့်ဒုတိယအကြော့ပွဲစုသုံးသက်ချက်လိုင်လီနဲ့ဒေါ်မွန်ည17:15ဂျာမန်မီကပထမအကြော့မှာနှစ်တင်းစလုံးဟာကွင်းလယ်မှာအအိုင်များပြီးတရေနဲ့အဆုံးသတ်ခဲ့တာပါဒုတိယအကြော့အင်ကွင်းကန်ရတဲ့လိုင်လီအတွက်ပိုအခွင့်အရေးရှိသွားတဲ့သဘောပါပဲ အဲ့ဒီလီဂူကလပ်ဟာတရားသီချန်ပီယံလိကအိမ်ခွင်း၄ပွဲစလုံးမှာမရှုံးခဲ့ဘဲ၃ပွဲနိုင်ထားပါတယ်။ဒေါ်မွန်ကတော့အခုနောက်ပိုင်းဂိုသင်းချေမတည်ငြိမ်သလိုတရားသီချန်ပီယံလိမှာအဝေးခွင်းရလက်ပိုင်းလည်းမတည်ငြိမ်ပါဘူး။ဘော်ဒီစစ်ဒက်ဖွင့်လာတဲ့ဒီပွဲမှာအင်းရှင်အခွင့်အရေးအပြည့်အဝယူတတ်တဲ့လိုင်လီသားတွေနောက်လိုက်ကြရအောင်။ဖီလာနဲ့ဘရူချက်ညနှစ်နာရီခွဲပထမအကြော့အဝေးခွင်းမှာ1-3နဲ့9ထားလို့ ဗီလာဟာကွာတာအတွက်ခြေတစ်ဖက်လှမ်းထားပြီးလို့ဆောင်ဆိုနိုင်ပါ रे အမရီရဲ့အသင်းဟာတရားသီချန်ပီယံလိမှာ အင်ကွင်းရှုံးပွဲမရှိသေးဘဲလေးပွဲမှာသုံးပွဲနိုင်ထားတာပါဘရူချက်ကတော့ပထမကြော့အင်ကွင်းအရှုံးကြောင့်မထူးဆက်ခင်းလာနိုင်နေဘယ်ဂျန်ကလပ်ရဲ့နောက်ဆုံးချန်ပီယံလိအဝေးကွင်း၄ပွဲစလုံးမှာလည်းအပြန်အလှန်သွင်းကို ရှိထားတာပါဂိုးပေါင်းစေး၃၂၅အနိုင်နဲ့ဗီလာဖက်မှာဂိုးရက်နဲ့တင်းပြန့်လို့နေပါ रे အက်သလက်တီကိုနဲ့ရီယညနှစ်နာရီခွဲပထမအကြော့အဝေးကွင်း2-1အရှုံးကြောင့်အက်သလက်တီကိုဟာအိမ်ကွင်းမှာ ဖောင်ဖြဲရတော့မှာပါဒါပေမဲ့ဒီယာဒီချန်ပီယံလိအိမ်ကွင်းမှာဆီမျိုနီရဲ့အသင်းဂိုးမပေးရတဲ့ပွဲမရှိခဲ့ဘူးရီယကတော့ဘလို့အချင်းနေမျိုးပဲရောက်ရောက်ချန်ပီယံလိဆိုတာနဲ့ကြွေကိုရှိပါလေဒါအပြင်ရီယရဲ့နောက်ဆုံးချန်ပီယံလိ6ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းကို3ဂိုးနဲ့ထက်ရှိထားတာပါ ဂိုးပေါင်းစင်း340အနိုင်နဲ့မက်ဒရစ်ဒါဘီမှာဂိုးမုံတိုင်းတိုက်ခတ်နိုင်ပါ रे အာဆင်နယ်နဲ့ PSV ည2နာရီခွဲနယ်သာလန်မြေက17နဲ့စံချိန်ဒီအနိုင်ကြောင့်အာဆင်နယ်ဟာအခုကတည်းကကွာတာရောက်နေပါပြီဒါပေမဲ့တနင်္ဂနွေမှာချယ်ဆီနဲ့ဒါဘီပွဲလည်းရှိနေတာကြောင့်ဂန်နာတွေဟာထိန်းကန်ရင်အင်အားချွေနိုင်ပါ रे PSV ကတော့မျှော်လင့်ချက်မရှိတော့တာတော့ဂုံတိတ်ခါအတွက်ကစားလာနေတာပါ နေသာနကလဟာဒီယာဒီချန်ပီယံလိကအဝေးကွင်းမှာတပွဲသာကြေးကြထားပါတယ်။အာဆင်နယ်တလုံး90အရှုံးဆိုပေမဲ့နေသာလန်သားတွေနဲ့ဆွန်စားကန်ထွက်ကြတာပေါ့